အဲ့ဆိုရင်ကျွန်တော်တို့ဆရာရဲ့ Seiko Collection ပြီးသွားပြီဆိုတော့ဆရာစီမှာဟို MWCC မှာဆရာကိုလည်းတည်ကြတာလုံးဝ micro brand guy လို့တည်ကြတာများတယ်ပေါ့နော် micro brand တွေကတကယ်လဲစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်လည်းဟိုဘယ်လိုပြောမလဲ micro brand တွေတော်တော်များများ double လုပ်ပြီးဝဲခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့ဆရာလောက်တော့မများဘူးဆိုတော့ဆရာ micro brand ကိုဘယ်ကနေဘယ်လိုစစိတ်ဝင်စားပြီးတော့ဘယ်လိုတွေဝဲဖြစ်သွားဆရာနည်းနည်းပြောပြပါဦးအဲ micro brand ကိုကြတော့ကျွန်တော်တို့ သူလည်းဘယ်လိုပြောမလဲသူကကြတော့ကျွန်တော်တို့ history ဘာညာ heritage တွေတော့တိတ်မရှိဘူးပေါ့လေနော်အဲ့တော့ဒါမဲ့သူအနေနဲ့ကျွန်တော်တို့ရနိုင်တာဒီ price to performance တို့ဘာလို့တော့တော်ကောင်းကြတယ်ပေါ့လေဒီ quality ပေါ့နော်အဲ့ဒါဒါဟိုပေါ့အကောင်းတဲ့ brand တွေဆိုရင် quality လေးတော်တော်ကောင်းကြတယ်အဲ့တော့ကျွန်တော် micro brand ကိုကြတော့ကျွန်တော်အဓိက design ပေါ့နော်ဟို design ကြိုက်တယ်စိတ်ထဲရောက်တယ်ဆိုရင်နောက်တစ်ခုဟိုကိုပြောသလိုပဲကျွန်တော်တို့အသွေးအသွေးနေတဲ့ဆိုတာထက်ဆိုင် ကိုလဲကြိုက်တယ်ဟိုကိုမဟိုဘကိုကြိုက်ပြီးကိုမဝင်တခြားလူစီမှာလဲမတွေ့ရင်ကိုလဲ enjoy လုပ်လို့မရတော့ဘူးအဲ့ဒါနဲ့ဝယ်ဝယ်နေဝယ်ဖြစ်သွားဆိုဆရာဒီ zeros လေးအကြောင်းပြောပြပါဦးဒီကောင်ကကျတော့ zeros ကသူက singapore based microgram ပေါ့နော်တူဆိုရင်နည်းနည်းကျွန်တော်တို့ micro brand နဲ့မှာ OG လဲပါတယ်တူဆို10နှစ်ကျော်သွားပြီပေါ့လေအဲ့တူရဲ့ဒီ brand စစထောင်ကြရဆို10နှစ်ကျော်သွားပြီဆို ဒီကောင်လေးကကျတော့တူတူဟိုပေါ့ဒီကျွန်တော်သူ့ကိုကျွန်တော်ကြိုက်တာကျတော့ဒီကျွန်တော်ဒီ diver လေးတစ်လုံးဝယ်မယ် diver ရဲမှာကျတော့လည်းကျွန်တော်ထုံးစံတိုင်းဟိုရိုးရိုး diver တွေကျတော့ကျွန်တော် outer bezel လေးနဲ့ဒီကောင်ကျတော့ inner bezel ရဲ့ကျွန်တော်တို့ဟိုရှေ့ခေတ်တုန်းကဆိုရင်တော့သူကဟိုကျွန်တော် compressor case ခေါ်တာပေါ့လေနော်အဲ့ design ကိုသူကလောက်ထားတယ်ဒါပေမဲ့ compressor အစ်စ်တော့မဟုတ်ဘူးပေါ့လေသူကဒီ water resistant 200 meter တော့ပါတယ် ဟို compressor case အစ်စ်တော့မဟုတ်ဒါပေမဲ့သူက inner crown နဲ့ inner rotating bezel design လေးလုပ်ထားတာပေါ့လေနော်အဲ့တော့သူ့အလားလေးကြိုက်တယ်ပြီးတော့သူ့ရဲ့သူ့ရဲ့ဒီ brand ရဲ့ identity တော်တော်များများသူက material ရဲ့ဟိုဆန်းဆန်းနေအရန်သုံးတယ်ကျွန်တော်ဟို material meteorite dye တို့အဲ့ဒါဆိုသူသုံးထားတာတော်တော်စောတယ်ပေါ့လေအဲ့ kit ကလေးကသူကစဟိုဆန်းတက်ပြီးသုံးတာတွေများတယ်ပေါ့ case finishing ဆိုလဲသူက bronze တို့ tantalum တို့ဘာလို့တော့နောက်ပိုင်းသုံးနေပေါ့လုံးဝ high end material တွေအဲ့နဲ့သူ့ကိုလည်းတည်ထားမိတာကြားပြီဒါပေမဲ့သူ့ model တော်တော်များများ size ကြီးတယ်ကျွန်တော်ဝယ်မယ်ဝယ်မယ်ဆိုပြီးတော့ဒီ model ကျသူက 40mm case နဲ့စထုတ်လိုက်တော့ dimension ရလဲကျွန်တော် assertive ဖြစ်တဲ့ dimension ဆိုတာနဲ့ဝယ်ဖြစ်သွားတာပေါ့လေဒါက bag case material တုံးလားဆရာသူကတော့ဟိုက steel ပဲเนาะဒါပေမဲ့သူ့ရဲ့လုံးဝ finishing ကအကျဉ်းဟုတ်တယ်တော်တော်ကြီးဟိုကဖြစ်တယ် အခုမှကျွန်တော်တတိထားမိရယ်အရင်တော့ဆရာ collection ထဲမှာ diversity လည်းရှိရယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိအချိန်မှာတော့ only diver လို့ပြောလို့ရပါဟုတ်တယ်လောစေဒီကောင်ပဲကြံကြံခဲ့တော့အရင်တော့ကျွန်တော် Seiko 62 Mac ကို305လုံးလောက်ဝယ်လိုက်ရောင်းလိုက်နဲ့အဲဒီဒါပေမဲ့ပတ်လိုက်ရင်တော့ဒီကောင်က comfortable အဖြစ်ဆုံးလောက်တော့ရတာပေါ့ဒီကခုနဆရာပြောလို့ပဲနည်းနည်း function ကဒါဆိုရင်ကျွန်တော်လုံးဝမထင်တာမိရယ် function ပေါ့နော် အဲ inner rotating bezel ကတချို့ဟာလည်းကျွန်တော်လှည့်ဘူးတယ်ဒီလိုမျိုးအဲ smooth ပဲသူ friction base လို့ပြောမှာเนาะဒါကကြာလုံးဝ click click ပါပါတယ်ဆိုတော့တော်တော်လေးဟို detail to ဟိုဘယ်လိုပြောမလဲ detail ကိုတော်တော်လေးဇောင်းပေးထားတဲ့နိုင်ထဲမှာပါတာပေါ့เนาะနောက်ပြီးတော့ဒီကောင်လေးက screw down နှစ်ဖက်စလုံး screw down ဖြစ်တယ် screw down crown နောက်ဆရာဒါအကုန်ထောင်းအဖြူဆိုတော့ fully luminous တောက်ထင်တယ်เนาะဟုတ်တယ်သူက fully lone ပေါ့သူက fully lone ကိုမှာ crown မှာပါသူက loom လေးထည့်ထားအဲ့ဒါဆိုကျွန်တော် loom shot ကျွန်တော်ထည့်ပြမယ်တော်တော်လေးမိုက်တဲ့နိုင်ရွယ်ဒီက finishing နဲ့တော်တော်ကောင်းတယ်ဒီက original bracelet နဲ့လာတယ်ဟုတ်တယ် original bracelet ဒါမှအခု diver ဆိုတော့ဆရာလုံးဝ quality တော်တော်ကောင်းတဲ့ဒီဒါ supreme strap ကဝယ်ရဲဟာလားဒါလေးကကျွန်တော် ID Tau Power ပဲမှာထားတာအဲ FK camera ပါလေးပဲအဖြူအဖြူလေးနဲ့ light အောင်ဆိုပြီးတော့ ဆရာ나이 collection နဲ့တခုတည်းမဟုတ်ပဲနဲ့ strap collection ကျွန်တော်လိုမျိုးတခါလေး나이ကမရောက်သေးဂျိုးရင်ရောက်တယ်ကြည်လားဒီဒီဒီဂျိုးက deluxe ဟို quality နီးနီးလောက်ကိုရှိတယ်နော်အဲ့အဲ့ပုံစံတွားထားတာတော်တော်လေးကိုမိုက်တဲ့나이ပါ나이နဲ့ strap combo တော်တော်မိုက်တယ်ဒီ baltic လေးကလည်းဆရာဘလို့ဖြစ်လို့ဝယ်ဖြစ်သွားတယ်ဟာလေးပြောပြပါဦး ဒီဘော့တစ်ကတော့ကျွန်တော်ဟိုအာကျွန်တော်မန်လီယာဖရန်တယောက်စီကလေပြန်ဝယ်ထားပါဗောလေသူကသူကသူကစတော့တော့ဒီ bronze ကြိုက်တယ်ဗောနော် bronze or bronze patina လိုချင်တယ်ဆိုပြီးတော့သူကဝယ်လိုက်တာဒါပေမဲ့တကယ် patina ထလာတော့သူကကြိုက်တော့အဲ့ဒါကျွန်တော်ကရတယ်ကျွန်တော်ကြိုက်တယ်ဆိုပြီးတော့ယူလိုက်တာဗောအဲ့တော့ဟို တော့ဆန်တိုင်းကျွန်တော်တို့ဒီဒီနာရီကတော့အဓိကထူခြားတော့ဒီ bronze case ပေါ့လေနော် bronze case ဆိုတော့တော့ patina လေးတွေထားနေတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီဟိုကျွန်တော်တို့ကိုနဲ့ကိုရင်ပတ်ရင်ပတ်တော့ကိုနဲ့အတူတူအသက်ကြီးသွားမယ် master ကြံခဲ့မယ်ပေါ့လေအာအလားလေးရယ်ပြီးတော့သူ့ကိုနောက်တစ်ခုခြိုက်တာသူ့ရဲ့အဲ့ indices လေးတွေကသူကဟိုလေလုံးဝလုံးမအပြည့်အာလုံးလုံး block လို့ခေါ်တာလုံး block လုံး block မျိုးလေးဆိုတော့ဟို လုံးလျှော့လေးလဲတော့လုံးဝ 3D ပုံစံလေးလုံးလေးလဲတော်တော်ကောင်းနေပေါ့ပြီးတော့သူက dimension လဲ10 10 mm လောက်နဲ့ကိုမှတော့ဟို water resistant 150ဆိုတော့လုံးဝဟိုဘလိုပက်ပက်ဆရာပြောနေကာတာအဲလုံးဝဘလိုပက်ပက်ပက်လို့ရတဲ့အနေထားဒါအထဲမှာပါတယ် Miura 9000 series Miura 9000 series ပဲဟုတ်ဒီအစားထွက်တော့လေကျွန်တော်ဒီလို explorer ဒီလို feel watch design တွေတော်တော်ကြိုက်တော့ဒါလည်းကျွန်တော် radar ထဲမှာပါတယ်ဒါပေမဲ့ ဆရာဆရာတော့အရန်ယောဂယောဂမတက်သေးလို့မဝယ်ဖြစ်သွားပါဘောเนาะဆိုဆရာခုနပြောလို့ bronze ထဲမှာဆိုရင်ဟိုဆရာစီမှာလဲ material တော်တော်လေးစုံတဲ့သဘောမျိုးမှာပါသွားမယ်ထင်တယ်ဒီ bronze က one of the night collector တွေမှာဆို checklist တစ်ခုလိုမျိုးပုံစံမျိုးရှိတာဆိုတော့ကျွန်တော်ကဒါ checklist ရှိပြီမယ်ကျွန်တော်အရင်တော့ကျွန်တော်9 to 5 studio black bay 58လေးရှိတယ်ဟုတ်ဒါ bronze ကို bronze patina ကိုကျွန်တော်လည်းတိတ်မခံစားနိုင်တော့ဘူးဆိုကျွန်တော်မဝယ်ပြစ်တာပေါ့နော်ဒါပေမဲ့အပြင်မှာကြိထွက်လာလို့လည်းအရင်မဆိုးပါဘူးဟိုတလောကကျွန်တော် baltic showroom မှာတွားတွားတော့သူ့ရဲ့ bronze case ကလုံးဝဟို dark အမဲဘက်ကိုရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ဒီဟာလေးလည်းတော်တော်လေးဟို stand out ဖြစ်တဲ့ piece ပဲဒါကတော့ကျွန်တော်ဆရာရဲ့ micro brand collection ထဲမှာအကြိုက်ဆုံးလို့ပြောအောင်ပါဆရာဒီ lorry လေးအကြောင်းနည်းနည်းရှင်းပြပါဦး လော်ရီရေကတော့ကျွန်တော်လဲဟိုစဆာမြင်ဘူးတာကကျွန်တော် ID နိုင်လေးစောက်ဝါဒနာပေါ့နော်ကျွန်တော်ပြောလို့ကျွန်တော်ရဲ့ဒီဆရာပဲဒီကိုဆိုင်သူ့မှာလော်ရီရေတစ်လုံးရှိတယ်။အဲ့တော့သူကျွန်တော်ရောင်းအဲ့တော့ကျွန်တော် micro brand ဆိုဘာမှမတီးဘူး။လော်ရီရေကျွန်တော်အလုံးကျွန်တော်အလုံးကျွန်တော်ဒီပြန်ရောက်လာတဲ့အလုံးအာအာအဲ့တဲ့အဲနောက်ကျမှဒီလော်ရီကိုကြိုက်တာတော့ဒီကသူရဲ့ဒီ vintage inspire design ပေါ့ကျွန်တော်ကိုနိုင်ကလည်းဒီ vintage inspire vintage ကြိုက်တဲ့လူဆိုတော့ အဲနောက်တစ်ခုကသူကဒီ lorry ရဲ့သူ့ရဲ့ model တော်တော်များများသူကအဲကျွန်တော်တို့ဒီ vintage model တွေကိုသူက one to one copy မဟုတ်ဖဲနဲ့ DNA လေးတွေပါအောင်ယူတယ်ပြီးတော့သူကဒီ i modernize ဖြစ်တဲ့ finishing နဲ့ပြန်ထုတ်ထားတဲ့ daily pad လို့အဆင်ပြေတယ်ဆိုတော့အဲ lorry brand တတိထားမိတာပေါ့သူရဲ့ဒီ diver လေးဆိုရယ်လဲကျွန်တော်တို့ BB58 vibe လိုမျိုးလေးပဲပေါ့လေနော်အဲ့လားလေးလဲကြိုက်တယ်ဒါပေမဲ့ဒီ chrono ကြတော့သူက သူစားထုတ်တော့ကျွန်တော်ဒီ automatic chronograph modern လေးတစ်လုံးလိုက်ရှာရင်းနဲ့သူက dimension မှာကျွန်တော်တော်တော်ကြိုက်တော့သူက39 mm ပဲရှိတယ်လက်တူလက်ကလည်း46ပဲရှိတယ် compact ဖြစ်တယ်ပေါ့လေနော် thickness ကတော့စတော့14လောက်ရှိတယ်ဆိုတော့ကျွန်တော်နည်းနည်းလန့်ခဲ့တယ်ဒါပေမဲ့ရောက်လာတော့လက်ပေါ်တင်လိုက်တော့တင်းကပျောက်သွားသူရဲ့ mic case ကပပလေးလောက်ထားတော့လေကျွန်တော်တို့ဟိုလက်ပေါ်မှာဆိုရင်တော့တော်တော်လေးမတိတာတော့ဘူးပေါ့ Lorienari ရဲ့တော်တော်လေးပါတယ်ပြောအောင် finishing လဲပေးရဈေးနဲ့ရတဲ့ finishing တော်တော်လေးကောင်းတယ်ဗျာဟုတ်တယ်ကွာဒီကျွန်တော်လဲဟိုဘယ်လိုပြောမြန်မာပြည်မှာကျွန်တော်ထင်တယ်ကိုမင်းနိုင်နဲ့ကျွန်တော်ကျွန်တော်နိုင်ဆဆူတော့ကျွန်တော်လေ့လာမိရကိုမင်းနိုင်စီမှာလဲ lorry ရဲ့အဲ့တော့ဟာဟို369 darling နဲ့ကျွန်တော်ခေါ်လဲတော့ကျွန်တော်မမှတ်မိတော့အဲ့ရလေးတလုံးရှိတယ်ကျွန်တော် lorry ရဲ့ GMT လေးတလုံးရှိတယ်ပေါ့နော်ဆိုတော့အဲ့မြန်မာပြည်မှာအဲ့နှလုံးမဲ့ကျွန်တော်တွေ့ခဲ့ရ lorry ဆိုတော့ဒါနဲ့ဆိုရင်ဒါတတရမြောက်အလုံးလို့ကျွန်တော်ပြောမှာအပြင်မှာမြင်ဘူးတဲ့အလုံးကိုပြောတာပေါ့နော်ဆိုတော့ ဆရာပြောလို့ပဲဒီကောင်စ announce လုပ်တဲ့အချိန်မှာစိတ်ဝင်စားမှုကျွန်တော်တော်တော်ရှိတယ်။ဒါပေမဲ့အဲ့ thickness ကအပြင်မှာမမြင်ဘူးတော့ဒီလို micro brand တွေကသိုးတာတခုအပြင်မှာကြည့်ရတော်တော်ခက်တယ်။ handle လည်းလုံးမရဘူး။အဲ့လိုဆရာလက်ထဲရောက်လာတဲ့အချိန်မှာကျွန်တော် weight ကြီးရတော်တော်လေးကြိုက်သွားတယ်။ပအိုးပြောမယ်ဆိုရင်သူပြောတဲ့14လောက်မရှိဘူး။ဟုတ်။နောက်ပြီးတော့နည်းနည်း compact ဖြစ်တယ်ပေါ့နော်။ ဒီ size က38 39 39เนาะ size က39လက်တွေလက်က39ပြောပြမယ်ကျွန်တော်တို့ black way 58ထက်ကို footprint ကတော်တော်သေးတယ်ပြောအဲ့ထက်ကိုနည်းနည်းဟို way smaller than black way 58လို့ပြောအောင်เนาะဒါလေးကအထဲမှာပါတဲ့ movement ကသူက NE88 ပေါ့ NE88 ကကျွန်တော်တို့ဒီ Seiko ရဲ့ဒီ AR48 ကိုအပြင်ထုတ်ရောင်းတဲ့ version ပေါ့เนาะအဲ့တော့ကျွန်တော် two movement နည်းနည်း live ဖတ်ကြည့်တော့ AR48 ဆိုရင်လည်းကျွန်တော်စေကို precise chronograph တွေတုံးနေပေါ့အဲ့ကြလည်းဈေးက1000ကျော်ကျွန်တော်တို့ဒီ micro brand လေးမှာတုံးတဲ့ဟာတွေဆိုလည်းဈေးကအကုန်လုံး1500-2000လောက်တွားကြတာအခုဆိုကျွန်တော်တို့ဒီ Joto ကအသစ်ထုတ်တည်တယ်ဒီ NE86 နဲ့လားမသိဘူးအဲ့ကောင်လည်းဈေးက1000လောက်တွားတာသူက1000လောက်ဆိုတော့တော်တော်လေး1000ဆိုးဆိုးမဲ့လားဒီကောင်ဟိုအကိုကသူက retail က1000ဩ1000 USD ဆိုတော့တော်တော်လေး affordable ဖြစ်တယ်ဟုတ် rise to performance တော်တော်ကောင်းတယ်ပြောမှာ movement ကိုဟိုကျွန်တော်တို့ပုံမှန်ဆိုတထောင်ဝင်းကျင်ဆိုကျွန်တော်တို့ Chinese movement တွေတုံးကြမှာပေါ့လေနော်ဒီကောင် Japan movement နဲ့ဆိုတော့ဒီကောင်ကဒီ vintage Daytona vibes ဟုတ်တယ်ပြီးတဲ့ Daytona ရော तू อ่ะ तू inspire ယူထား vintage Daytona ရှိမယ် universal tri compass လည်း तू ယူထားတယ်တက်ဟူอ่ะဟိုอ่ะဟိုอ่ะလည်း तू ယူထားတယ်ပေါ့ဟိုကရီယာလုံးခုပေါင်းပုံစံပေါ့ မိုက်တယ်တော်တော်လေးမိုက်တယ်ဒီ finishing ဆိုတော့ကျွန်တော်စိတ်ဝင်စားဆုံးဆရာ collection ထဲမှာဒီ Mickey Mouse နိုင်လေးအကြောင်းပြောပြပါဦး Mickey Mouse ကတော့ကိုကျွန်တော်တို့ဟိုပေါ့ကျွန်တော်တို့ဒီ Mickey Mouse နိုင်ကြီးကတော့တော်တော်များများစားသိတာတော့ကျွန်တော်တို့ဗါလဲကျွန်တော်တို့ဒီ I စေကိုဒစေကိုမီကီမောက်လို့ခေါ်ကြတော့တကယ်တမ်းတော့ Airba ပေါ့လीเนาะ Airba ဆိုတော့စေကို brand ဆိုတော့တို့ကျွန်တော်တို့စေကိုမီကီမောက်ဆိုလို့ပဲခေါ်ကြတာအဲ့တော့တို့က မီကီမောက်မဟုတ်ပါဘူးတော်ဒီဒစ္စနီကာတွန်းလေးတွေတော်တော်များများအဲပါမှာရှိကြတယ်ကျွန်တော်လည်းအဲ့အစတော့ LM suit တလူပဲဒီကာတွန်းလေးတွေ၃လင်းကားလုံးတော့စုမယ်လှုပ်လိုက်သေးတယ်နောက်ကြလဲမီကီမောက်တကယ်ရောက်ပဲတော့ပဲကျန်ဒါကြသမီးပဲပဲဘာညာဆိုပြီးသမီးရလိုက်တော့သမီးသမီးကိုနာမည်တက်ပြီးတော့ဆူတာတဲ့နိုင်လေးပေါ့နော်ဟာရှင်းစရာလေ Mickey Mouse hands နေတယ်ပြီးတော့ mechanical ဆိုတော့ကျွန်တော်တို့ဟိုအဲ ဟိုမက်ကနီကယ်ဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်ကြိုက်တဲ့ vibe ပဲပေါ့ဒါဟိုစီကိုနော်ဟိုတော့ Elba 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 ဟုတ်ဟိုစီကိုအောက်ကဟုတ်ကဲ့ဟိုဟာ case case size ကလည်း31 32လောက်ပဲ34လောက်ရှိမှာထင်တယ်ဟာ34 34 33 30အဲ့လောက်လောက်ရှိမှာထင်တယ်ဒီ brand ကတော့ကျွန်တော်တခါမှတော့မကြဘူးဒါပေမဲ့ဟိုအဝေးကနေလန့်ကြည့်လိုက် launchings လို့လို့ပါလို့လို့ပေါ့နော်ဆိုတော့ဆရာဒီ brand အကြောင်းလေးအသေးစိတ်နဲ့နည်းနည်းရှင်းပြပေးပါဦးဆရာ ကျွန်တော်လည်းဒီ brand ကိုရှားသီးတော့တော့လေသူ့ရဲ့ဟိုဟိုဟိုလိုကြီးဘာညာ story တော့မတွေ့ဘူးပေါ့လေဒါပေမဲ့ကျွန်တော်လည်းသူ့ကိုကြိုက်တာအာအဓိကတော့သူကဒီ mechanical အလံပေါ့နော် mechanical အလံဖြစ်တယ်အဲသူ့ကိုဝယ်ဖြစ်သွားတော့ဒီ mechanical အလံကိုဟိုခံစားခြင်းလို့ဝယ်ဖြစ်သွားတာပါပဲကျွန်တော်တို့ဟို Seiko က Belmatic တွေလိုမျိုးပုံစံမျိုးသူကကျတော့နှစ်ခုလုံး manual wine ပေါ့ကျွန်တော် Citizen အလံတို့ဘာလို့ရှိရပေါ့ vintage တွေမှာ အဲအကောင့်လေးနဲ့သွားတူတာပေါ့သူကအဲအလမ်း feature လေးကြိုက်လို့ဝယ်ဖြစ်သွားအလမ်းကအပေါ်ဟာလောက်တော့နော်ဟုတ်တယ်အပေါ်ဟာနဲ့ကျွန်တော်တို့ဟာ adjust လုပ်တယ်ဆိုတော့အလမ်းကဒီအချိန်ရောက်ပြီဆိုရင်ဒါအလမ်းတော့ on ရမယ်ထင်နော်အဲ့လိုမျိုးအတန်နဲ့ဟုတ်သူအတန်ထက်ဆိုင် vibration vibration ပေါ့နော် vibration ဟုတ်ဒီနိုင်လေးလေးသူကပါလေ grace ဘလို့ဘလို့အတန်ထွက်လဲရမလို့နော် family ကိုလာပါလေတော့ဘာဘာ brand လဲဆိုကျွန်တော် russia ထင်တာ russia brand russia ထင်တယ် mechanical alarm movement နေဆိုရင်လဲကျွန်တော်တို့အဲဘလို့ပြော complication နည်းနည်းမြင်သွားရင်တော့ကျွန်တော် chime christopher war မှာဆိုရင်ဒီဒီ hourly chime တခုရှိတယ်ဟုတ်ဆိုတော့အဲ့ complication ဟိုဒီခေတ်မှာတော့ vegan vegan cricket လေးတော့ cricket vegan cricket လေးပြန်ခေတ်စားနေကြကျွန်တော်စီမှာလဲ alarm တခု ရှိတယ်ကျွန်တော်မေ့နေနာမည်อ่ะကျွန်တော်အဲ့အဲ့ဆရာလိုပဲ alarm ကြောက်မလို့စိတ်ဝင်စားလို့စုပစ်တဲ့နိုင်လေးပေါ့ဒါလေးကတော့ jump hour လေးဟုတ်ဆရာဒီ jump hour အကြောင်းလေး stick ကတော့မခွာသေးဘူးဒါလေးကကျွန်တော်ကိုကိုဒန်နီပြောလို့ jump hour ပေါ့ jump hour ကြိုက်လို့ဝယ်လိုက်တာ तू ကကျတော့ macar ဆိုတော့ तू ကတကယ်တော့ chinese micro brand လေးပဲ तू ရဲ့ catalog လေးကြီးလိုက်ရင်လည်း तू လည်းအဲ့လိုပဲဟို homage လေးတွေလည်းရှိတယ်သူရဲ့ original လို့လို့ design လေးတွေလည်းရှိတယ်ပေါ့နော်ဒီကောင်ဆိုရင်တော့ဟိုတိတိတတကြီး homage လောက်ထားတဲ့ model လို့တော့မတွေ့ဘူးပေါ့လေနော်ဟိုသူ့ထဲက movement တော့ seagull movement ပါပဲအဲအဓိကတော့အဲ jan our function လေးက interesting ဖြစ်လို့ပေါ့နောက်တစ်ခုကသူကကျွန်တော်တို့ဒီအဲအဲတချို့ကျွန်တော် see sugar တလုံးဝယ်ဘူးတွေ့တယ်ကျမ်းပါပါအဲကောင်ကျတော့သူကဒါ our window ကအလယ်နားရောက်နေတော့ကျွန်တော်ဒီ အချိန်ပြောင်းခံနေကြဟန်စင်းနဲ့ကွယ်ကွယ်တော့အဲအဲ့လားတိတ်မကြိုက်လို့ဆိုဒီကောင်လေးကျတော့အဆင်ပြေတယ်ပေါ့ပြီးတော့ကျွန်တော်တို့သတိဟာမိလာမယ်ကျွန်တော်တို့ဒီနေ့ Brugge ရဲ့ GPH ဟိုဟာရသွားတဲ့နိုင်စလေအဲ့လို one hand advice လေးနည်းနည်းရသလိုလိုကြီးလိုက်တော့ဒီလိုမျိုး micro brand တွေကနည်းနည်း fun ဖြစ်ပြီးတော့ဟို collection ဟိုနိုင် collecting လောက်တဲ့ hobby ပိုစိတ်ဝင်စားစေတယ်လို့ကျွန်တော်ထင်တာပဲပေါ့เนาะကျွန်တော်တို့ အားကြောင့်မလို့လည်းကျွန်တော်အခုနောက်ပိုင်းနည်းနည်း fun vibes ဖြစ်တဲ့နိုင်လေးတွေကိုပို့ပြီး review လုပ်ဖြစ်တာများတယ်။ဆရာဒီ vario ကလည်း singapore microgram ပဲထင်တယ်နော်။ဟုတ်တယ်ကိုဒီဒါဆိုရင်ကျွန်တော်ဟော first ပထမဆုံးဝယ်ဘူးတဲ့ singapore ဟာပထမဆုံးဝယ်ခဲ့တဲ့ microgram နိုင်လေးပေါ့။သူကကြတော့လည်းအဲ့လိုပဲ singapore base ပဲ။သူ design လေးကတော့သူကတော့ dress watch ပေါ့နော်ကျွန်တော်တို့ဒီသူရေကတော့ art deco design လေးတွေကိုသူက inspire ယူထားတယ်ပြောတယ်ပေါ့လေ။ movement ကတော့သူက Seiko NH35 ပါပဲဒီတော့ taxi တို့ dial ခေါ်မလားနှစ်ထပ်ဟုတ်တယ်သူကဟိုကျွန်တော်အဲအဲအဲအကွင်းအမဲကွင်းလေးကကျွန်တော်တို့ taxi တို့ dial လို့ကျွန်တော်တို့ခေါ်ကြတယ်ပေါ့ long jeans တို့ဘာတို့မှာရှိတယ်လေကျွန်တော် long jeans omega တို့မှာဆိုရင်နာမည်ကြီးတဲ့ dial တွေပေါ့နော်ပြီးတော့သူက salmon salmon ရောင်း salmon color ဟိုမှာသူ့ရဲ့ဒီ numerous တွေက brigade numerous လဲဟုတ်တော့မဟုတ်ဘူးเนาะဟုတ်တယ် brigade နဲ့လဲတိတ်မတူအဲအဲ့လိုလေး မျိုးလေးပဲဒုက္ခလေးလေ onion crown နဲ့ onion crown ဟုတ်တယ် vintage ဆိုတာလေးနဲ့လုံးဝဟောဒါလေးလည်းချစ်စရာလေးဒါကတော့ micro brand တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဆေးရစီမာအဲ့တော့ကျွန်တော်တကယ်တော်တော်ထူးဆန်းသွားဒီဟာဆေးရအဲ့ MWCC ထဲမှာစတင်လိုက်တော့ဟာတကယ်အပြင်မှာဒီဒီ dial configuration နဲ့ရှိလားဆိုပြီးတော့ကျွန်တော်အရင်တော့လည်းကျွန်တော် citizen home လေးတစ်လုံးကျွန်တော်ဝယ်ဘူးတယ်ဟုတ်ဟောသူ့ရဲ့ ဒါ design တော်တော် simple ဖြစ်ပြီးတော့ဟို very classy ဖြစ်တဲ့ dress watch တလုံး affordable လေးဖြစ်တဲ့ဟာပေါ့နော်ကျွန်တော်စားစုတော့ကျွန်တော်ဝယ်ရမှတ်မိလောက်ဆိုရင်နှစ်သိန်းအောက်ပဲနှစ်သိန်း၈000နှစ်သိန်းအောက်ပဲဟုတ်ဒါပေမဲ့ဟိုဆရာတင်လိုက်တဲ့ချိန်ကျတော့ဟိုဒီဒီဒါဒါမေမျိုးကဆရာလည်းမေမျိုးမှာနေရဆိုတော့မေမျိုးကဒါ personal tower design ကိုလုပ်ထားတာပေါ့ဟုတ်ဆိုတော့ကျွန်တော်တော်တော် surprise ဖြစ်သွား မြန်မာပြည်ကိုလာပြီးတော့စစ်တစင်ကဒီရောက် inspire ဟို inspire ဖြစ်သွားပြီးတော့မှအဲ့ဒီ print လေးလုတ်ထားရလားပေါ့နော်ဆရာကလာမေးဖြစ်တယ်ဆိုတော့ဒီဟာရဲ့ဟိုဖြစ်လာပုံလေးကိုရှင်းပြပါအောင်ဆရာဟိုပါပေါ့စတော့ဒီကောင်ကတော့ citizen home မှာပေါ့နော် citizen home မှာဟိုမှတူအောင်ကျွန်တော်တို့တကယ်တော့ citizen home မှာတော့တူကဒီ citizen ကဒီ railway worker တွေအတွက်ထုတ်တဲ့နိုင်အဲ့တော့တူက ို relay railway walk ကတော့ထုတ်တယ်ဆိုတော့သူက relatively accuracy တော်တော်ကောင်းတယ်ပြောတယ်။သူကဟို anti magnetic အဲတော်တော်လေး accuracy သူခေတ္တခါကောင်းအောင်ထုတ်ထားတယ်ဆိုတော့သူကစက်အနေနဲ့လည်းတော်တော်ကောင်းတယ်ပေါ့နော်။အဲ့တော့ကျွန်တော်လည်းအလားလေးဖက်ဖက်ပြီးတော့ဒီ condition လေးတော်တော်ကောင်းတဲ့အလုံးတွေးတော့ဝယ်ဖြစ်သွားတာ။အဲ့တော့ဒါမဲ့ပတ်ရင်းနဲ့ဟိုဒီဇိုင်းကအရင်ရိုးရှင်းလာတော့ရိုးလာ။ဒါမဲ့အဲ့မှာတည့်ရကြတော့သူကနာမည်ကဟုံမာဆိုတော့ဩအေး ကိုကလည်းမျိုးပြင်းလွင်မျိုးသားဆိုတော့အဲဟုံးတောင်းလို့လို့ပါလို့နေဆိုအဲ့မှာဒီပါဆယ်တာဝါပုံလေးတွေ့သွားပါဘောเนาะအဲ့နဲ့အဲ့မှာကျွန်တော်အန်ဂယ်ဇန်မှာလည်းသူကအဲ့ဒါကို modification လုပ်တဲ့ service တွေပါတယ်တင်တာတွေ့တော့သူနဲ့တွား contact လုပ်ကြည့်ရပါဘောအစတော့ကျွန်တော်ကကျွန်တော်တို့ဒီ hand paint များရမလားဘောเนาะ hand paint ရမလားဆိုတော့သူပြောတာတော့ hand paint ကဈေးမခံတော့ဘူးဘောเนาะဒီဟိုဥမာဒီ original die ကိုသူက ဖြဲဟိုဆေးကိုဖြဲလိုက်ရင်တော့ရနိုင်တယ်ပေါ့နော်ကျွန်တော်ကြောက်လဲ original die configuration လဲကြန့်ခြင်းတယ်ဒီအလဲကဟာနေတဲ့နေရာလေးမှာပဲကျွန်တော်တို့ပိန့်လုပ်မယ်ပေါ့နော်အဲ့ဆိုရင်တော့မလွယ်ဘူးဆိုတော့နောက်ကျတော့သူကဒီကြည့်ရတာဒီ print ပါပဲဒီကျွန်တော်တို့အလဲမှာလွတ်နေတဲ့အပိုင်းလေးမှာကိုပဲအဲ့ပုံလေးကို print ရိုက်ထည့်လိုက်တာပေါ့လေလက်ရတော်တော်ပြောင်မြောက်တယ်ပြောအောင်ပါသူကဟိုဟို computer နဲ့ scan printing ဆိုတော့ကျွန်တော်ထင်တယ် ဟိုဒီလက်ရာတော့တော်တော်ဟိုကောင်းကောင်းနေပေါ့လေကျွန်တော်တို့နောက်ပြီးတော့ဒီ citizen homer ဆိုရဲ print နဲ့ဒီအောက်က21 jewel ဆိုရဲဟာလုံးဝ untouched ဟုတ်တယ်ကျွန်တော်အဲ့လိုလေးဆိုတော့ဟိုတော်တော်များများကြီးလာရင်တော့ကိုပြောသလိုဒါ original လို့ configuration နဲ့ဆိုတော့ဆိုတော့ဒါဆရာရဲ့လုံးဝ sentimental piece လို့ပြောရမှာပေါ့နော် home town တော်တော် remind လုပ်တဲ့ piece လေးပေါ့ဟုတ်တယ်ဆိုတော့ ဆရာရဲ့နောက်ဆုံး grill ဟာပေါ့ holy trinity ပဲပြောအောင်ဆရာ collection နဲ့နောက်ဆုံးသုံးလုံးကြံလာဆရာဘယ်ကစပြောခြင်းလဲဆရာအမ်ကျွန်တော်ဟိုဟာပေါ့ဒီ GSC လေးပဲစပြောလာတာလီယာကျွန်တော်တို့ GSC reverse ကိုမှကျွန်တော်အဲ့ဒီ movement ဘာညာ serial number နဲ့ရှာကြည့်တော့သူ့ရဲ့ protection years ကကျွန်တော်တို့ဒီ 90s 90s ကလေ20 2000ကြာပေါ့လေနော် 1990s ကလေ2000ကြာတွေကမော်တယ်ပေါ့လေအာကျွန်တော်ဟိုဒီ JSC brand ကတော့ကျွန်တော်ထုံးစံတိုင်းကျွန်တော်တို့ဒီဟို cholesterol တွေတော်တော်များများသိကြတာကျွန်တော် wash maker wash maker ပေါ့နော်အဲ့နဲ့သူ့မှာတော့ကျွန်တော်တို့ high high end complication တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဒီကောင်ဆိုရင်လည်းလုံးဝဒီ neo vintage ဖြစ်တဲ့အပေါ်မှာဈေးနှုန်းကလည်းကျွန်တော်တို့ relatively affordable ဖြစ်လို့ပေါ့နော်ပြီးတော့ဒီ dress wash အနေနဲ့ကျွန်တော်တန့်စတော့တန့်နေတော်တော်များများ၃လေးလုံးလောက်ဝယ်ဖြစ်လိုက်သေးတယ်တန့်တန့် shape ပေါ့နော်နောက်ဆုံးကျတော့ဒီကောင်လေးပဲကျန်ခဲ့တယ်ပေါ့အဲ့တော့ tan tank နေနဲ့ဒီကောင်ပဲထားခဲ့တဲ့တော့ပေါ့အဲ့အဲ့ဒီဒီလုံးလေးဝယ်ဖြစ်သွားတယ်တကယ်တော့ကိုတန်နီနဲ့တွေ့တော့ကိုတန်နီပြောတယ်အဲ့ဈေးဆို ကဒီမ်ပတ်တူဂျီအစီလေးရှာမှာပေါ့ဆိုတော့ကျွန်တော်ညွှန်ပေးလိုက်တယ်ကိုကျော်စီပါရှိတယ်ဆိုတော့ကိုကျော်စီတော့ပူကပ်ပြီးဝယ်ဖြစ်သွားပါမယ်အဲဒါကတော့ဟိုခုနဆရာပြောလို့ဒါကျွန်တော်ကိုကျော်စီမှာအရင်ဆုံးတွေ့ခဲ့တာပေါ့နော်စိတ်ထဲမှာဆွဲလန့်နေတာဒီနိုင်လေးကိုလိုချင်တယ်ဒါပေမဲ့ကျွန်တော် dress watch တွေကျွန်တော် collection ထဲမှာကြာတိတ်မဝတ်ဖြစ်တဲ့နိုင်တွေကျွန်တော်ကဟိုမထည့်ထားခြင်းဘူးပေါ့နော်ဒါပေမဲ့နိုင်အနေနဲ့ကစုတင်တဲ့အလုံးထဲမှာလည်းပါတယ်အဲ့တော့ဒီဒီနိုင်လေးကိုကျွန်တော် detail review လုပ်ထားတဲ့ video လေးရှိတယ်။အသေးစိတ်ကြည့်ရင်အဲ့ video မှာတွေ့ကြည့်လို့ရပါတော့။ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာကတော့ဒါကြောင့်မလို့လဲကျွန်တော်ဆရာကိုညွှန်တာပေါ့နော်။ကျွန်တော်ကတော့တိတ်မဝေးဖြစ်တော့ဘူး။ဆရာက dress watch တွေစုတာများတာဖြစ်တဲ့အတွက်ဆရာဒါလေးတော့ဒါဆရာ collection နဲ့ထည့်တင်တဲ့အလုံးထဲမှာပါတယ်လို့ပြေးဝယ်တာပဲ။နောက်နေကြတော့မရှိတော့ဘူး။တော်တော်လေးလည်းပါတယ်။ဒါဟိုဘယ်လိုပြောမလဲ။ဆရာ profession နဲ့လည်းတော်တော်လိုက်တယ်လို့ပြောပါ ဒါကျွန်တော်မှတ်မိတာလဲတစ်ခေါက်တော့အနောက်မှာဆရာဟိုဟာလေးလှုပ်ထားသေးရေနော်ဒီဒီဒီ print လှုပ်ထားတယ် print ကျွန်တော် sticker လေး sticker လေးတွေအတော့ဟို mono face ဖြစ်တဲ့ပုံမှာလန်ရင်တခုခုဟိုဟာလှုပ်လို့ရအောင်ဆိုပြီးအစကျွန်တော်ဒီဟို engrave ပါညာလုံးမယ်ဆိုတော့ဘာ engrave လုပ်ရမလဲရှာမရတည်းရနဲ့ကျွန်တော်ပုံလေးတွေ print ထုတ်ပြီးကတ်ပြီးတော့ပတ်လိုက်တယ်အဲ့ပုံလေးတွေကျွန်တော်အဲ့ဆရာဆရာပုံတွေတောင်းပြီးတော့တင်ပေးမယ်အခုတော့ sticker လေးမရှိတော့ဘောနော် ဆိုတော့ဒါဆရာရဲ့ GLC ဟိုပါပေါ့ reverse ဒါ mono phase ပေါ့နော် or the mono mono phase ကဲအဆိုရင်ဆရာဒုတိယအလုံးဆရာဆရာပြောချင်တယ်ဒါလေးကတော့ကျွန်တော်ဒီ speed master ပါပဲ speed master mono wash ပေါ့ wash wash ကိုမှတွေ့တော့အရင်တစ်ခေတ်အရင်တစ်ခေတ် model 1814ပေါ့ mono wash ကတော့လူတိုင်း တစ်ခါနဲ့တစ်ခါဖြတ်ကျော်ရမှာပေါ့ collection ထဲမှာ collector တွေအကုန်လုံးတစ်လုံးမဟုတ်တစ်လုံးတော့ဟို any variation တခုတော့ဝယ်ထားတဲ့နဲ့အလုံးထဲမှာပါတာပေါ့နော်ဟုတ်ဆိ so, manual, y, y one, no? ု manual wine wine 61မယ်နော်ဒီကောင်တက်ကို1861ကျွန်တော်တဲ့မှာလဲ broad arrow တလုံးရှိတယ်ဟုတ်ဟိုတစ်ခေါက်ကကျွန်တော်နဲ့ဆရာနဲ့တွေ့တော့ကဒီ bracelet လေးမပါသေးဘူးဆရာဝယ်တော့ဟိုဟာနဲ့ strap နဲ့ကျွန်တော် leather strap နဲ့ဝယ်လိုက်တာဘာလို့ i181 ရဲ့ bracelet လေးတွေအတွက် may and link ဆိုတော့အရန်ကားတော့ကားတယ်အဲ့တော့သူ့ရဲ့လက်တူလက်ကလည်း48ကျော်တယ်ဆိုတော့ဟိုကျွန်တော်ထင်တာပေါ့သူ့ရဲ့ original bracelet နဲ့တက်လိုက်ရင်ပိုကြီးသွားမယ်လို့ထင်လို့ကျွန်တော် leather version နဲ့ပဲအရင်ဝယ်တယ်ပြီးတော့ကျွန်တော် leather sweat ပါညာနဲ့ပြောင်းတော့ bracelet ပတ်မယ်ဆိုတော့ဒီကောင်လေးကကျွန်တော်ဒီ381ဟိုရဲ့ဟိုကျိုးကိုအဲယူထားတာပေါ့အဓိကကသူက tapering ဖြစ်သွားတယ်ပြီးတော့ female handling ဖြစ်သွားတယ်ပေါ့လေနော် ါဟိုအန်ကယ်စိတ်ကိုအန်ကယ်စိတ်ကိုကဂျိုလေးအဲ့တော့ဒါလေးနဲ့ပတ်လိုက်ရင်တော့လက်ပေါ်ဟိုကျွန်တော်တို့နည်းနည်းဟိုဝတ်သွားတယ်ပေါ့လေကျွန်တော် President bracelet တောင်းတယ်ဟုတ် headset light เนาะဆရာဟုတ်တယ် headset light ကိုဆိုတော့ဒါကတော့ quintessential chronograph လို့ပြောအောင်ပါဘောเนาะကျွန်တော်တို့ဒီ collection တစ်ခုခုမှာ collection တဲမှာအ ਨੇ ဆုံးရှိဟိုတတ်တ်မှာတစ်ခါတော့ရှိတဲ့အလုံးတွေမှာပါတာပေါ့ဟုတ်တယ်တော်တော်များများတော့ရှောင်မလွဲပါဘူးเนาะ ဟုတ်ကြာအဲ့ဆိုရင်ဒီ launching လေးအကြောင်းလေးရှင်းပြပါအောင်ဒါလေးကျွန်တော်အပြင်မှာမြင်မှတော်တော်လေး surprise ဖြစ်သွားတယ် DI wearability ဒီကောင်လေးကကျွန်တော် launching flagship ကိုမှ heritage ကိုမှတော့ဟို heritage moon face ပေါ့နော်နောက်ဒီကျွန်တော်ဒီ launching flagship ကိုစသတိထားမိတာစကြိုက်မိတာတော့ကျွန်တော်အဲကျွန်တော်ရဲ့အဲကျွန်တော်ပြောတဲ့ဟိုကိုဆိုင်ပေါ့နော်သူ့မှာ launching flagship ကို vintage original လေးရှိရယ်ကိုမြင်နိုင်စရာလုံလေးတင်တယ်အဲလုံလေးအပြင်မှာတွေ့တော့ ကေးရှိတ်ပါ냐စအရန်ကြိုက်တာပေါ့လေနော်သူရဲ့ဒီ success subsecond လေးနဲ့အဲကောင်လေးကကျတော့ sun ray finish sun burst finish လေးနဲ့အဲကောင်လေးကလေးချက်ပြီးအဲ launching flash ကတော်တော်ကြိုက်သွားအဲတော့ကျွန်တော်ဒီ model လေးမဝယ်ခင် flash heritage morphic မှာပါတာလေးဝယ်ကြည့်သေးတယ်ဒါပေမဲ့အဲကောင်လေးကနည်းနည်းလေးကြီးနေတယ်လို့ die only ဆိုတော့နော်ဟုတ်တယ်ကြီးနေတယ်လို့လို့နဲ့ဟိုလက်တူလက်လေးကလည်းနည်းနည်းကားနေတော့တိတ်ကြီးဟောင်ဖြစ်ဘူးနောက်ကြတော့ဒီ jar ထဲမှာဒီ moon face တလုံးလိုချင်တာနဲ့ဆိုတော့ဒီအဲ့ဒီ launching heritage mode fee လေးဝယ်ဖြစ်သွားပေါ့ launching ကတကယ်ပြောရမယ်ဆို entry level swiss ဟို luxury တန်းမှာဆိုရင်တော်တော်လေး affordable ဖြစ်ပြီးတော့ဟို quality တော်တော်ကောင်းတဲ့နိုင်လို့ပြောရမှာပေါ့နော်ဟုတ်တယ်ကို underrated brand တစ်ခုဖြစ်နေဒီခေတ်ဒီခါမှာဟုတ်တယ်ကိုသူခေတ်သူခါတော့သူကဆရာကြီးဆရာကြီးအဲ့တော့ Rolex တက်ကိုလူတွေကတော်တော်လေးကြိုက်ကြ Omega Omega အရင်တော့ Omega Rolex အပေါ်မှာဟုတ် ဲ့တော့ omega နဲ့ရှင်ပြီးတော့ longines ကဟိုဆရာကြနေတဲ့ခစ်ပေါ့ကျွန်တော်တို့ longines ကိုသူ့ရဲ့ history လေးဆိုရင်ဖတ်ကြည့်တော့ဆိုတော့ဒီကျွန်တော်တို့ chronograph တို့ဘာတို့မှာဆိုတကယ်ဆရာကြီး pioneer တော်တော်များ pioneer ပဲဟုတ်တယ် fly ဟို flyback chronograph တို့ကျွန်တော်တို့ဒီ omega 321တို့ဘာတို့ထက်ကိုပိုပြီးတော့ complex complicated ဖြစ်တဲ့ကျွန်တော်အိုက်ခစ်ကတည်းကသူက flyback ပါတဲ့ဟာတို့ဘာတို့ကိုသူကထုတ်ခဲ့တာပေါ့နော်နောက်ကြမှာ quick crisis ရောက်မှဆွဲအောက်ထဲရောက်သွားတော့ ဆွဲကားတို့ကြီးရတဲ့ entry လေးထည့်လိုက်တဲ့ပုံဟုတ်တယ်ဒီ moon face လေးတကယ်ပြောမယ်တော်တော်လှတယ်ကျွန်တော်တို့ JLC ဟိုပါဗော Ultra thin moon face နဲ့တွတ်တူတယ်ဒီ design ကနော်ဟို moon face ကတော့တကယ်တမ်းပြောမယ်ဆိုရင်တော့ဟိုသူကကျွန်တော်တို့ romantic complication လို့ညွှန်းကြတာပေါ့ သုံးမဝင်အရင်တော့တော့ဒါဟိုဘယ်လိုပြောမလဲလာဘယ်နေရာရောက်နေပြီလဲငါဖမ်းတဲ့လူတွေအဓိကဒါသုံးရတယ် complication ပေါ့နော်ဒါပေမဲ့ဒီခေတ်မှာတော့ဒါဟိုရည်စားလွှမ်းရင်ကြည့်မယ် aesthetic အရာပဲ aesthetic အရာပေါ့ the romantic တော်တော်ဖြစ်တဲ့ complication ပေါ့ဆရာစီမှာ complication စီတော့မှတော်တော်စုံလူနီးပါဖြစ်နေ chiming complication စီရော chronograph တွေရော diver ဟိုမှ full loom diver တွေရောဆိုတော့တော်တော်လေးကိုဟို well rounded collection ပါပဲဆိုတော့ collection ပြီးပြီလို့ထင်တာဒါပေမဲ့ဆရာရဲ့နောက်ဆုံးလက်ပေါ်မှာတင်ထားတဲ့နိုင်လေးအကြောင်းဆရာရှင်းပြပါဘာဒီကောင်လေးရတာလည်းလူတိုင်းရှောင်လွဲလို့မရတဲ့ဟာလေးပါဒီနေ့ဟို collection review လုပ်မယ်ဆိုတော့နိုင်တွေအကုန်လုံးဘူးတဲ့ထည့်ခဲ့ပြီဒီနိုင်လေးဝိတ်ခဲ့တာပေါ့နော်ဟုတ်တယ်ဒီနိုင်လေးဟိုပြောပြအောင်ဆရာဒီနိုင်ရတာကျွန်တော်တို့ဒီ Casio F91W ကတော့ဒီ တကယ်ဘယ်လိုပြောမလို့ဆိုတော့ price to performance ပဲရှင်းရှင်း reliability ပဲရှင်းရှင်း durability ပဲရှင်းရှင်းသူရှင်းလို့ရတော့မရှိဘူးဟိုဘယ်လိုပြောမလို့အဲဟိုဘယ်ချိန်ကောက်ဝက်ကောက်ဝက်ဒါလေးကောက်ဝက်သွားရအဆင်ပြေပါကျွန်တော်ဒီနေ့ဆိုလည်းအဲ့ရထားတော့နည်းနည်းအလုံးရှုပ်နေရတယ်နိုင်ပုံမှန်ဆိုရင်ဟိုကျွန်တော်နိုင်ရ mechanical winding တွေများတော့အချိန်တိုက်နေရတော့တိုက်ဖို့မေ့တာနဲ့ဒါပဲ power switch လိုက်တယ်မနေ့က တိုက်တိုက်ဆန်ဆန်ပဲကျွန်တော်ဒီရာလေးကို Casio ကျွန်တော် F91W လေးကိုကျွန်တော်ဓာတ်ပုံရိုက်ပြီးတော့တင်ထားတာပေါ့နော်ဆိုတော့ဆရာဆရာ collection ကတော့အရန်လေးစားစရာကောင်းတဲ့ collection တစ်ခုပေါ့ကျွန်တော်လည်းဒါပူဇာနေရကြာပြီဆိုတော့ဆရာအချိန်ပေးပြီးတော့ဟို detail ရှင်းပြပေးတယ်ကျွန်တော်တို့နိုင် collector လူလူကြီးကိုပို့ပြီးတော့ဒီ hobby ကို enjoy ဖြစ်အောင်ဆရာရဲ့ဟို collecting philosophy နဲ့ inspire လုပ်ပေးတဲ့အတွက်ဆရာကျေးဇူးအထူးတင်ပါတယ် ကျွန်တော်ဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုတိုင်